โอเคအားလုံးမင်္ဂလာပါဒီနေ့ကတော့15ရက်2025ခုနှစ်ပေါ့နော်ဇွန်လ15ရက်နေ့ဒါဒေတာပြကြကိုမန်များအစီအစဉ်ပေါ့နော်ဆက်ပြောက်တောင်းတော့ဒါပထမကျွန်တော်တို့ဒီစီဇန်ကိုပတ်စံတင်းနေနေတိုင်းဒါတိဆက်နိုင်မလို့ရည်ရွယ်ထားတယ်ပေါ့နော်နောက်မှတခြားပတင်းမှုတွေပါလေဝင်လာတဲ့အရင်မျိုးဆိုရင်တော့ဒါတင်းနေနေပတင်းဆက်နိုင်တာရှိနေခွင့်လုပ်ပေးပေါ့နော်တင်းနေနေတိုင်းတင်းဆက်နိုင်ဖို့ကျွန်တော်တို့ရည်ရွယ်ထားပါတယ်အဲ့တော့ပထမမေးခွန်းတစ်ခုအနေနဲ့ဆရာကြီးကိုမေးပြပါဦးနော် လေရင်မှုတယောက်ဖြစ်ဖို့ဘယ်အဆင့်ဘယ်နှစ်ကြာမှဖြစ်တာလဲနောက်မြမမြမစကားစတယ်မှာတိုက်လေရင်မှုဘယ်နှစ်ယောက်လောက်ရှိလဲပြောထေချပေးပါအဲ့ဒါဟို DSA စတက်ခဲ့မှာပေါ့နော် DSA စဉ်းကြံကြီးမှာကျွန်တော်တို့လေတက်ကိုသတ်မှတ်ထားတဲ့သူရေရှင်းနဲ့ကန့်ညီတယ်ပေါ့နော်အမှတ်ပဲဖြစ်ဖြစ်ပေါ့နောက်တစ်ခုကဒီ DSA မစဲတင်မှာလေတက်မှာချိန်ပါဆိုတော့ဝင်ရတယ်ပေါ့အဲ့ဒီချိန်ပါမှာခုနကလိုနာနာကောင်းကောင်းလို့ရလုံးလို့ အဲ့ဒါကနှလုံးပုံလို့အဲဒါမျိုးတွေစီစစ်တယ်ပြီးတော့နောက်တစ်ခုကအဲသူ့ရဲ့ဒီဟိုပါဘောလေလေလူတွေပါထဲမှာပါဟိုထဲ့ပြီးစမ်းတက်တာမျိုးပေါ့ဒီလူတယောက်ကအဲမြင့်မိဘလောက်ကြောက်လို့ရှင်မူးတာမော်တာရှိသလားနောက်တစ်ခုကနှလုံးပုံလို့လေအဲဒါမျိုးတွေသူ့ရဲ့တတ်မှတ်ချက်ထားတတ်မှတ်သူ့ရဲ့တတ်မှတ်ထားတဲ့ရည်ရှင်းနဲ့ကပ်ညီမှာတာဒါလေတဲ့ဒီရက်စီဆင်းပြီးတော့လေတက်ကိုရောက်တယ်ပေါ့နော်လေတက်တို့ရောက်ပြီးတော့လေမောင်းတင်တဲ့အကြောင်းရောက် လေမောင်းတင်တန်းကြောင်းရောက်တဲ့ချိန်မှာရေလုံးကတော့ကျွန်တော်တို့ PT7 ပေါ့ဟုတ်ဒီစစ်အခြေခံလေမောင်းငါ PT7 ခုနောက်ပိုင်းမှာ Graph 120လေမောင်းပါပေါ့လေမောင်းပြီးတော့မှခုနဒါအဲ့ဒီမှာမှခုနပိုက်တော့မှမှခုနတော့ရဟတ်ရင်လား passport လား fighter လားဆိုတော့တက်ထပ်ခွဲတယ်ပေါ့နော်ထပ်ခွဲပြီးတော့မှအဲဒီဟဲ့ရင်ဆိုရင်ခုနကျွန်တော်တို့ Euro Cobra H120 ရဟတ်ရင်မျိုးနဲ့အမောင်းတင်ရတာမျိုးအဲနောက်တစ်ခု transport ဆိုရင်လည်းကျွန်တော်တို့ wide တွဲလေယာဉ်မျိုးတွေမောင်းတင်ရတယ်။နောက် jet fighter ဆိုရင်လည်းခုနကျွန်တော်တို့ K8 ပေါ့။အဲ့လိုလေယာဉ်မျိုးတွေနဲ့ဒါလေးပြတ်ဆရာတွေနဲ့မောင်းတင်ပြီးတော့မှာ။အဲသူ့ရဲ့ရေရှင်ဘယ်လောက်ရှိတယ်ပေါ့နော်။နောက်ဒီမောင်းတင်နေတဲ့အချိန်မှာပဲနောက်ပိုင်းမှာအဲသူကတတ်မှတ်ထားတဲ့လာမှာပဲ။ဒါဆိုလိုရလာပေါ့။တယောက်ဖဲသူဆိုလိုရလာဆိုတာဒီလေးပြတ်ဆရာအနေမှာမတ်ဆက်ပြီးမှာဆိုလိုရတယ်ဆိုမှလား။ပလေမောင်းတင်အောင်နေတာပေါ့။ ခုနကလေမောင်းတန်းတက်ပြီးတော့မှခုနက flight ပြုတ်လာမျိုးတွေရှိတယ်ခုနကသူစီကန်းတက်မှတ်ထားတာတွေမလိုက်လာတာတွေနောက်တစ်ခုကကျမရေးနဲ့ဟိုမကိုက်ကြီးလာမျိုးတွေ flight ပြုတ်လာမျိုးတွေချိနေတယ်ပေါ့နော်အဲ့ဒီမှာမှဒါခုနလေဟိုတနည်းတနည်းလောက်အထိတနည်းတစ်ချိန်ကတော့ဒါလေမောင်းတန်းကဆင်းလာတယ်လေမောင်းတန်းဆင်းပြီဆိုတော့ခုနမိမိတက်ဆိုင်ရာအုပ်ကိုရောက်သွားတော့နော်ရောက်သွားတဲ့အချိန်မှာဒါပေမဲ့ခုနလိုမင်္ဂလာတော်လေးလေးတက်စတဲ့ ဌာနချုပ်လိုမျိုးနေရာမျိုးတွေမှာကျွန်တော်ခုနက S7 နေမျိုးစား fighter ပိုင်တော်လေဆိုတော့တော်ရုံတော်ရုံတိုင်းရုံရရှင်းနဲ့ဆက်ရှင်းတက်မဖို့ဘာကြောင့်မဖို့လဲဆိုတော့မေကလာရုံ PP ဆိုင်ရာလေစိတ်မှာတက်ဆင်းလုပ်ရတဲ့အတွက်ကြောင့်သူကလေတက်ဆင်းရရှုပ်တဲ့နေရာတွေမှာအဲတော်ရုံတိုင်းရုံဒါပိုင်တော်ရရှင်းမပြည့်ပြဲနေပါတော့တချို့ကြိုးကြောက်ကြောင်လေးရှိတယ်အဲ့ဒါမျိုးတွေဆိုရင်ဒါမေကလာရုံလေးတက်ဆင်းထားတာကြောင့်မျိုးဒါ S7 fighter ပိုင်တော် လေနဲ့မပုတ်ဘူးပေါ့နောက်တစ်ခုက pilot ဒီဟို transport လေနောက်တစ်ခုကရဟတ်ရဲ့ဒီ jet fighter ပေါ့နော်အဲ့ဒီနေမျိုးစားမတူတဲ့အခါမှာခုနကလူတယောက်ရဲ့ခံနိုင်ရေပေါ့ဒီ a seven လို့ပြောဆိုဟိုက super sonic flight ဖြစ် super sonic ဆိုတာတော့ခုနကဟို super sonic on လိုက်တာနဲ့အုံစုံပြောလေနဲ့ speed ကထွက်သွားတဲ့အချိန်မှာအဲ့အချိန်မှာလူတယောက်ကနှလုံးပုံရက်သွားတာ ဟိုသူ့ရဲ့ချက်ခိုင်မှုနှလုံးချက်ခိုင်မှုတွေဟာဆက်စစ်ပေါ့နော်။ဟုတ်ဒီပိုင်တော့တရားဖြစ်ဖို့ဆိုတော့လေတော်တော်များများတော့မလွယ်ဘူး။ဒါရှောက်လာတဲ့ချိန်စစ်စစ်တာလို့တချို့ဆိုရင်လေတက်ခံလေးပါခုနကသူ့ရဲ့တွေးပေါက်ချိန်ဘယ်လောက်ရှိလဲနှလုံးခုံလုံးဘယ်လောက်ရှိလဲဆိုတော့ဟိုစစ်စစ်ပြီးမှဒါဟိုကျွန်တော်တို့လေတက်မှဆိုစေးရဲပေါ်ကနေမှဒါအုပ်ကိုသွားပြီးတော့မှဒီပိုက်တော့ခုနကတွေးပေါက်ချိန်တိုက်လာမျိုးလေးနှလုံးခုံတိုက်လာမျိုးလေးတိုက်ပြီးမှ အဲကျမ်းမာတယ်ဆိုတာလေးတက်ပဲရှိတာပေါ့နော်နောက်မျက်လုံးလိုပါတော့ဆက်ဆက်ရဲ့6ဗတ်တိဒီစစ်မြေရန်စစ်စစ်ရတာလို့လုံးလေးလုတ်ခါရှိပေါ့အဲနောက်တော့ pilot အခြေအတွက်ဘယ်လောက်ရှိလဲဆိုတော့မြန်မာနိုင်ငံမှာအခုလက်ရှိစစ်တပ်မှာ jet fighter 4မျိုးရှိတယ်ပေါ့နော်4မျိုးမှာမှာဒါလေးအမျိုးအစား2မျိုးမှာအနည်းဆုံး pilot ကအဲအရောက်90ရာနေပြီမှာ100ရာကြာရှိတယ်ဒါအနည်းဆုံးကျွန်တော်90နဲ့ပဲတွက်ရအောင်မှာ4မျိုးဆိုရင် pilot က အဲကိုငါ၄၀လား၄၅၀လားဒါအနည်းဆုံးပဲဒါ Jet Fighter ပဲရှိသေးတယ်။ Passport လို့ပါလို့ဆို Passport ဆိုရင်ကျွန်တော်တို့၆မျိုးရှိတယ်ပေါ့နော်။ဒီ၆မျိုးတို့ကအဲဘာဘာ50လောက်ကွဲနေ၆၅30ရောက်300 300လောက်ရှိတယ် Passport ဆို။နောက်တစ်ခုကျွန်တော်တို့ရဟတ်ရင်ပေါ့ရဟတ်ရင်ကလည်း၉မျိုးလောက်ရှိတယ်၉မျိုးလောက်ပါခုန Battle 5 to 2 6 MI 75 MI 2နောက်ပြီးတော့ A28 တို့ရှိလို့ Corporate Mass ဆိုရင်၃မျိုးရှိတယ်နော်။ H120 H125 နောက် AS3 ဆက်ဖိုင်ဆိုတော့ကိုမျိုးတော့ရှိတယ်ခုနလိုပဲ Jet Fighter လိုပဲအနည်းဆုံးရှိဆိုရင်တော့အေးရလားခုလက်ရှိမှာတောင်းဟိုပါဟောစကားဆက်စာရဲ့စစ်တပ်မှာပိုက်တော့ Passport ရဲ့နောက်ပြီးတော့ရဟတ်ရဲ့ Fighter ရဲ့အားလုံးပေါင်းရောက်တစ်ထောင်ရဲ့ထပ်ပါရှိတယ်ဟုတ်ဟုတ်အဲနောက်မေကွန်းတစ်ခုကတော့ဒါဟိုရေချက် ီရဲ့ချက်ကောင်းကောင်းနဲ့တီထောင်ခဲ့တဲ့ဟိုဆက်ကဆက်တက်တာတဲ့ဘယ်စိန်ကပါလို့လမ်းမသွားလေလို့ထင်ပါလေတဲ့ဒါဘုံမှုမိတာအတော်တိုင်းအောင်မြင်ပြီးပေါ်ပေါက်လာမဲ့တက်အနေနဲ့ဘလို့လုံးသိမ့်ပါလေဆိုတာဟုတ်အဲ့တော့ဟိုရေရက်ကောင်းကောင်းနဲ့ဖွဲ့စည်းလာတဲ့ခြားခြားဆာဘယ်ချိန်မှာလမ်းမဆရောက်ခဲ့လဲဆိုတော့ကိုလုံးရမယ်အလုပ်ကိုမလုပ်တဲ့ချိန်မှာလမ်းမဆရောက်ဆရောက်လာပဲပြောလို့ရတယ်ပေါ့နော်အဲကိုလုံးကိုလုံးရမယ်အလုပ်ကို ဘယ်ချိန်မှာစပြီးမလုပ်ရလဲဆိုတော့အာနာသိမ့်မှုပထမဆုံးအချိန်ကတည်းကစစ်တပ်ကကိုလုံးအောင်မယ်လို့ကိုစပြီးတော့မလုပ်ခဲ့တာပေါ့နော်တခြားတခြားနေရာတွေမှာဝင်ပြီးတော့ရှုပ်ခဲ့တယ်ရည်ရွယ်ချက်ကတော့စကားစကားရည်ရွယ်ချက်ကတော့ဒီနေ့ပြည်ရှင်ကြီးကောင်းနေသေးပါပဲကောင်းသေးပဲဘာဖြစ်လို့လဲဆိုတော့စကားစကားထဲမှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေဟောပြီးရင်စီမင်းစည်းကမ်းတွေလိုက်နာဆောင်ထင်းရမယ်ကျင့်ဝတ်တွေဘာတွေကအကုန်လုံးဒီနေ့ဒီချိန်ကြီးစာဖတ်ကြည့်မယ်ဆိုရင်တော့ကောင်းသေးတယ်ပေါ့နော် လူတွေမကောင်းတဲ့အတွက်လမ်းမကိုဆက်ရောက်နေတယ်ပေါ့လူတွေပဲချိန်မှဆက်မကောင်းနေတယ်ဆိုတော့ကျွန်တော်ပထမပိုင်းပြောခဲ့လို့အာနာစတိန်ခုလောက်ခဲ့တဲ့အချိန်မှာပဲလူတွေကဆက်ပြီးမကောင်းနေတာပေါ့အဲ့တော့အဒီဟာကိုနမူနာယူပြီးတော့မှငါတို့အာနာတိတ်လို့ရတယ်အဲမနေ့ကတော့စစ်သားတယောက်ကဘာလို့ပဲတက်ရမလဲဆိုတော့ခြိတိုက်ခံခွာကျွန်တော်တို့ဒီစင်းနီးပြွာပေါ့နော်စစ်ကန်နိုင်၄ရက်ပေါ့စစ်ကန်နိုင်၄ရက်ခြိတိုက်ခံခွာကို က်လို့ရှိရင်တခြားစနစ်တကျအုတ်ချုပ်ကိုပြဲမှုပညာတွေပါတယ်ဆက်ပြီးတော့မှ data တင်ကြမယ်ဆိုလို့ရှိရင်ဒီဟာစစ်သားကောင်းတယောက်ဖြစ်နိုင်တယ်ပေါ့နော်စစ်သားကောင်းတယောက်ဖြစ်နိုင်တဲ့အခြေချင်းတွေရှိတယ်ပေါ့သူစီသူကန်းနဲ့လိုက်လာပြီးတော့မှသူလေ့ကျင့်ရမယ်တင်ကြမယ်ဘာသာရပ်တွေတင်ကြားထားလို့ရှိရင်စစ်သားကောင်းတယောက်ဖြစ်ထိုက်တယ်ပေါ့နော်ပြီးရင်ခေါင်းဆောင်ကောင်းတယောက်လည်းဖြစ်ထိုက်တယ်ဒါပေမဲ့ခေါင်းဆောင်ကောင်းတယောက်ဖြစ်ထိုက်သွားပြီမယ်လေသူကမလုတ်တင်တဲ့အလုပ်ကိုထားလုပ်လို့ရှိရင်သူကအဓိကပြည်သူနဲ့ပြဿနာတော့တက်တဲ့ ဒီတိတိဆိုင်တဲ့ပြဿနာတက်နိုင်တဲ့အကြောင်းအရာမျိုးတွေတွတ်လုပ်တဲ့အချိန်မှာစစ်တပ်ကဆက်ပြီးတော့မှလမ်းမားခဲ့တာပဲပေါ့နော်ဒီလိုတောက်လျှောက်လမ်းမားခဲ့တော့ရှေ့ကလူတွေလုပ်တဲ့ဟာကိုနမူနာကြည့်ပြီးတော့မှနောက်ကလူတွေကလိုက်လုပ်တယ်ပေါ့နော်နမူနာကြည့်ပြီးလိုက်လုပ်တယ်ဥပဆိုရင်တန်းချိန်လက်ထက်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ဒီစစ်သားအုပ်ကြီးတွေဆိုလို့ရှိရင်အဲသူကဘုံကြီးပွားနဲ့အန်တို့ဆက်ပြီးတော့မှဟိုရာထူးဆက်မတက်တော့ဘူးပေါ့နော်လက်တော့ဆိုရင်သူကအရက်ဖက်ဖို့ကြောင်းမယ်ဆိုလို့ရှိရင်ဘယ်လိုနေရာမျိုးတွေကိုပို့လဲဆိုတော့ကျွန်တော်တို့အရင်တော့အဲ့လို မာယာကဥက္ကဋ္ဌပေါ့နော်မာယာကဥက္ကဋ္ဌလိုနေရာမျိုးဘုံဦးနဲ့ဟိုဖြစ်တယ်ဆိုလို့ရှိရင်အငိမ့်သားယူတယ်ဆိုရင် तू ကခါယာကဥက္ကဋ္ဌလိုနေရာမျိုးအဲ့ဒီလိုမျိုးနေရာတွေကို तू ကဟိုအောက်ခြေဝင်တန်းကနေဆက်ပြီးတော့မှအရှင်းနေပေါ့နော်တက်လာပြီးတော့မှ तू ကမာယာကဥက္ကဋ္ဌဖြစ်ခွင့်မရှိတော့ဘူးအဲ့ဒီမိုးကြွရှေ့ကိုလို့ပြောတဲ့ဒီစစ်တပ်ကလူတွေရပဲလာလာပြီးတော့မှဘာမှဆိုလဲမြမစီဝိုင်းပြန်ဆိုလဲမြမစီဝိုင်းပြန်ဥက္ကဋ္ဌကိုတွားကြည့်လိုက်စစ်တပ်က အယောင်ပြောင်းလာတဲ့လူပဲသာသနာရေးဝင်ကြီးတွတ်ကြည့်ရောသူပဲဒီတိုင်းပဲဟိုပညာရေးမှာလည်းပညာရေးဝင်ကြီးကဟိုအရင်တော့ကဆိုလို့ရှိရင်ဒီရက်စီ16ကဘုံမှုချုပ်အောင်မျိုးမေးလို့ပါလို့ဆိုရင်ဘုံမှုချုပ်အောင်မျိုးမေးလို့ဆိုရင်ပညာရေးဒူးဝင်ကြီးဖြစ်တယ်ဒါပေမဲ့ तू ကသူ့ရဲ့ပညာရေးရှင်းက तू ကចောင်းစီရလဲမလုပ်ဘူးဒီဟိုမျိုးနဲ့ပညာရေးမှုလဲမလုပ်ဘူးခရိုင်ပညာရေးမှုလဲမလုပ်ဘူးပဲနဲ့ तू ကပညာရေးဒူးဝင်ကြီးဆိုပြီးတော့လုပ်တဲ့ချိန်မှာအောက်ကចောင်းစီရဆရာမကြီးတို့ရင်ဒါတော်တော်ကြောက်ရတဲ့ အခြေအနေမျိုးကြီးရောက်ကုန်တာပေါ့အဲ့တော့ကိုလိုရမယ့်အလုပ်ကိုမလုပ်တဲ့အချိန်မှာစစ်တပ်ကစပြီးတော့လမ်းမရလို့ပြောလို့ရပါတယ်အဲ့တော့ဖဒိန်တွေကောင်းတယ်အထင်းထဲမှာရှိနေတဲ့အိမ်ကတော့ကောင်းတယ်ပေါ့နော်အထင်းထဲမှာနေနေတဲ့လူတွေကတန်ရှင်းမှုမရှိဘူးအိမ်ကိုတန်ရှင်းတက်ရအောင်မထားဘူးပေါ့နော်ပြီးလို့ရှိရင်ဒီအိမ်ကြီးကိုဧည့်သည်လာခြင်းအောင်ဒါဟိုဘာဖြစ်တဲ့ပုံစံမျိုးတက်တက်ရက်တက်တက်ခက်ခက်နေတဲ့ပုံစံမျိုးမရှိဘဲနဲ့ရေလျင်းလုပ်ပြီးတော့မှကိုယ်နဲ့မဆိုင်တဲ့အလုပ်တွေကိုလုပ်တဲ့အချိန်မှာစစ်တပ်က ဆက်ပြီးတော့လမ်းမရလို့ပြောလို့ရတယ်အဲ့တော့တော်လိုင်းပြီးတဲ့အချိန်နောက်ဖြစ်လာမဲ့စစ်တပ်ကတော့ကျွန်တော်တို့ကအဲ့ဒီရည်ရွယ်ချက်နဲ့တော်လိုင်းလုံးနေတာဖြစ်တဲ့အတွက်နောက်ဖြစ်လာမဲ့စစ်တပ်ကတော့အများကြီးပြုပြင်ပေါ်ထွန်းလာမဲ့စစ်တပ်ကတော့အများကြီးပြုပြင်နေရမလို့လို့တော့မြင်တာပေါ့နော်အခုကလေးကအဲ့ဒီအတက်ကောင်းတွေကိုအဲ့ဒီဒီလိုပေါ်လိုင်းတာဆောင်းထင်းရမယ်အချက်တွေကိုအခုကလေးကတဖြည်းဖြည်းတစ်စိမ့်စိမ့်တင်နေတာတွေလိုင်းပေါ်မှာလည်းကျွန်တော်တို့တွတ်တွေ့ရတယ်ပေါ့နော်တွတ်တွေ့ရတယ်ဘယ်လိုတွေတွေ့ရလဲဆိုတော့ဥမာဟိုလူမရှိတဲ့အိမ်ထဲကိုဝင်ပြီးတော့မှ PC PC ရယူသုံးတဲ့အချိန်မှာတော့မှာပဲစာလေးရေးပြီးတော့မှသူနဲ့ထိုက်တင်တဲ့တန်ဖိုးကိုထားခဲ့ပြီးလေကျွန်တော်ပကံလေးပဲနှလုံးတော့လိုအပ်ချက်ရယူသွားတယ်ကာလာတန်ဖိုးရတော့ဒီလောက်ညင်နေတဲ့ဒီလိုမျိုးกว่าဖြစ်တယ်ဆိုပြီးတော့မှာလောက်ခဲ့တဲ့စပြီးတော့မှာအဲ့ဒီခြေရာတွေစနင်းနေတဲ့စစ်တပ်ဖြစ်နေပြီးတော့နောက်ကျွန်တော်တို့ online ပြီးတဲ့အချိန်မှာပေါ်ထွန်းလာတဲ့စစ်တပ်ကတော့အများကြီးပြုပြင်ပြောင်းလဲကြတော့မလိုလောက်ဘူးလို့တော့မြင်တယ်ဒါပေမဲ့ကျွန်တော်တို့ရှိခဲ့စင်မြေစည်းကမ်းတွေကိုတကယ်သူသူ့ရဲ့ကြော်ရိုး frame ချပြီးသားဟာကို တိတိကျကျထပ်ပြီးတော့မှလိုက်နာလို့ရှိရင်တော့ကျွန်တော်နောက်ပေါ်ထွန်းလာမဲ့ Federal Dam လို့ကတော့တော်တော်ကောင်းတဲ့ Dam တွေဖြစ်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဗျာဟုတ်ဟုတ်ဒါနဲ့ဟိုအဲဒီမှာကျင့်ဝတ်ပေါ့နော်ဟုတ်တယ်ကျင့်ဝတ်တဲ့အကြီးကြီးပဲစစ်စည်းကမ်းနဲ့အကြီးကြီးပဲဆိုတော့ဒီကောင်းတဲ့ Dam တော့ဖြစ်လာမှာပေါ့ဟုတ်နောက်ကဘုံဘုံလေးဟာဒါမိုင်းမိုင်းဝင်းတစ်ခုဖြစ်နေလက်ပြဘုံနဲ့ပြရှင်းရတာတဲ့အဲ့ဒါလေးဟုတ်လက်ပြဘုံနဲ့ပြရှင်းလို့ရလားဆိုတော့ဒါဟိုမဖြစ်နိုင်တဲ့ ကိစ္စတစ်ခုလို့တော့မြင်တာပေါ့နော်။ကျွန်တော်တို့ဒီဟိုမှာ2006 2009ကကျွန်တော်တို့ဒီရှေ့တန်းမှာပေါ့နော်။ရှေ့တန်းမှာမိုင်းကိုဒီကျွန်တော် မိုင်းချဆူးနဲ့ဆွဲလိုက်တဲ့အချိန်မှာကျွန်တော်ဒေသနာမိုင်းတလုံးကိုတော့ပြီးတော့မှာဝစစ်မိုင်းပေါ့နော်။ဝစစ်မိုင်းတလုံးကိုတော့ပြီးတော့ဆွဲမိတယ်။ဆွဲမိတဲ့အချိန်မှာကျွန်တော်တို့စူးစမ်းကိုတွေ့တယ်။စူးစမ်းလို့ဒါမိုင်းမှန်းတိပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ကမဖြစ်မနေအဲ့ညာကိုလည်းဟိုအဲ့ညာမှာညားရေးပါလား။ ့ချစ်ဆက်တိုးလို့လည်းအဆင်မပြေတော့ညအိမ်မှာညအိမ်ဆရာနေရာကောင်းကောင်းကလည်းအဲ့တနေရာပဲရှိရှိတဲ့အခါကျတော့ကျွန်တော်တို့ကဒီနေရာကိုအညာဘက်ကြလို့ရှိရင်ကျွန်တော်တို့ညဘက်ကင်းဆောင်ရတာလည်းရှိမယ်ကင်းသမားတွေချိန်းတာရှိမယ်အဲ့တော့ညဘက်သွားရေးလာရေးမှာဒီမိုင်းကကျွန်တော်တို့အတွက်အန္တရာယ်ဖြစ်လာနိုင်တယ်ဆိုပြီးတော့မှကျွန်တော်တနက်နဲ့ပြစ်ပြီးတော့မှခွဲခဲ့မှုတွေပေါ့နော်ဒါပေမဲ့တနက်နဲ့ပြစ်ပြီးခွဲတဲ့အချိန်မှာဘလို့မှမကွဲခဲ့ဘူးပေါ့နော်ဒါတစ်ချက်ပေါ့ကျွန်တော်ကိုယ်လေးကြုံခဲ့တယ်ဟာပေါ့နော်ကျွန်တော်လည်းအလုပ်ရဲ့20ခွန်ကဘူကြီးတယောက်နေပေါ့နော် ကျွန်တော်တို့တနက်နေ့အနည်းနှစ်ယောက်သူတလက်ကျွန်တော်တလက်နဲ့ပြစ်ခဲ့တာပါတော့မကွဲငယ်ဘူးပြီးမိုင်းကိုဒီလက်ပြုံနဲ့ပြင်မယ်ဆိုတဲ့ဟာကသူကဒီလက်ပြုံဆိုတဲ့အမျိုးပါပေါ့နော်သူကတီထွင်လာတာကသူ့ရဲ့အလေထဲမှာဖြူစတာထည့်တယ်ဖြူစတာထည့်ပြီးတော့မှအဲ့ဒီဖြူဆိုဒီဟွာကလီဘာဒန်ကလက်ပြုံကလီဘာဒန်ကနေတွားရိုက်လိုက်ပြီးတော့မှအဲ့ဒီဖြူစကနေပြီးတော့မှသူကပောက်ကွဲမှုကိုစတင်တာပေါ့နော်ဘေး ဘေးကိုဝန်းကလေး꿰ပြီးတော့မှအဲ့စပန်နာသားကိုကိုဘေးကရှိတဲ့တက်ရှိတဲ့ဘဝတွေကိုသွားပြီးတော့မှဆင်နေတဲ့အရာမျိုးပေါ့နော်အဲ့ဒီဟာကလက်ပြဘုံပေါ့ဒီလက်ပြဘုံနဲ့ဟိုဟိုမိုင်းဘောပစ်ချလိုက်တဲ့ခါကျမိုင်းရဲ့သဘောတရားကြီးကသူကဖီးအားနဲ့ပေါက်ွဲရမှာဟုတ်သူရဲ့တက်ရောက်တဲ့ဖီးအားတစ်ခုရှိတဲ့ချိန်မှာအဲ့ဒီဖီးအားကြမှာသူကဖီးလိုက်တဲ့ချိန်မှာအောက်ကထည့်ထားတဲ့ဖြူစ်နဲ့ဒီဟိုကနေကဟိုကရမ်းအောင်နဲ့ကဟိုကဖြစ်ပြီးတော့မှထိပြီးတော့မှဒီဖြူစ်ကနေဆောက်ပေါက်ွဲပြီးတော့မှသူက အဖို့ကန်ထွက်တဲ့အမျိုးအစားဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဟာကတော့ကျွန်တော်တို့ဟိုလက်ပြပုံနဲ့မိုင်းငွေကိုရှင်းဖို့ဆိုတာတော့ဒါမဖြစ်နိုင်တဲ့အနေအထားမျိုးလို့ပြောလို့ရတယ်ပေါ့နော်သူ့ကိုဘယ်လိုလေးလုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့သူ့ရဲ့ PR တခုတက်ရောက်စေဖို့အတွက်ဒီမိုင်းကိုကျွန်တော်တို့လက်လှမ်းမိတဲ့ဝလုံးရှိရှိတစ်လုံးနဲ့ပြီးရင်ကိုကတစ်ပင်ကို꿰ထတာမျိုးဒါမှမဟုတ်ရှင်အကာအကွယ်တခုပေါ့နော်မြေကြီးချင်းဖြစ်ဖြစ်အဲ့ဒီနေရာမှာဒီမိုင်းမျိုးမဖြစ်မနေရှင်းရတော့မယ်ဆိုရင်ပြောရတာပါဟုတ် ဟိုကျင်းဖြစ်ဖြစ်ကိုကတူးလိုက်တော့တူးပြီးတော့မှအဲ့ဒီဝလုံးရှင်နဲ့အဝိတ်ပါတဲ့အရာတစ်ခုခုနဲ့လှမ်းပြီးတော့မှဟိုလှမ်းပြီးပြီးတော့မှခွဲလို့ရတာလို့ဒါမှမဟုတ်ရှင်လေတွေ့တောင်းတောင်းမှဆိုလို့ရှင်လေအပေါ်ကနေဖီးယားတက်ရောက်ရှင်တဲ့တစ်တုံးလိုပါတော့ဖိတ်ချတာမျိုးလိုကြောက်တုံးလိုပါတော့ဖိတ်ချတာမျိုးဒီမိုင်းဝင်းကိုမိုင်းဝင်းနဲ့ကြောက်တုံးကြီးနှိမ့်ချလိုက်တာလို့တစ်တစ်တစ်တုံးကြီးကြီးကိုလှဲပြီးတော့မှတွန်းပြီးတော့မှနှိမ့်ချလိုက်တာလို့ဒီလိုမျိုးတွေဆိုတော့ ဖြစ်နိုင်ကြီးရှိရပေါ့နော်အပြီးနီးစက်ရမှာတော့ဆယ်ရန်နေရာလေးရှိရဆိုလို့ရှိရင်လည်းဘက်ဖိုးရှိရဆိုလို့ရှိရင်ဘက်ဖိုးရဲ့ခေါ်နဲ့ပေါ့နော်ကိုသွားကျင်တဲ့ဒီကိုရှင်းကျင်တဲ့မိုင်းဝင်းကိုဘက်ဖိုးရဲ့ခေါ်နဲ့လိုက်ထောက်ပြတာတော့ဘာလို့ဆိုလို့ရှိရင်တော့သူကဟိုဖြစ်နိုင်တယ်ပေါ့လက်ပြပုံးနဲ့တော့ဖြစ်နိုင်ကြီးနည်းတယ်လို့ပြောလို့ရတာဟုတ်သူတတ်မှတ်ထားတဲ့ပေါင်ချိန်နဲ့ဟုတ်တယ်ဒီ PR ဟိုမှာမူတည်ပြီးတော့ဒါ꿰တာဆိုတော့ဟုတ်တယ်ဟုတ်တယ်ဆက်ဆိုင်ဟုတ် နောက်တစ်ခုတော့ဒါပုံမှုတဲ့လေးရလည်းပြန်မဖြေဘူးလေပြန်မဖြေဘူးဆိုတော့ပုံမှန်လေးညာညာတဲ့တော့ပြန်မဖြေနိုင်တာပေါ့နော်ဒါစက္ကစတုံးနဲ့တရားနဲ့စေမမညောင်းဘလောက်ထိกว่าဝေးရောက်နိုင်လဲပေါ့နော်နောက်တစ်ခုကပောက်ခွဲကဘလောက်ထိရှိလဲဆိုတော့ပြည်သူတွေကိုချပြစေချင်တယ်တဲ့တာမန်ပြည်သူတွေကဒါနဲ့ပတ်သက်ပြီးတော့ပြောပြစေချင်တယ်ပေါ့နော်တာမန်ပြည်သူတွေဟုတ် 120မမကကျွန်တော် MA MA6 လို့ခေါ်တာပေါ့နော် MA6 ကတော့ map 1ရှိပါတယ် map 2ရှိတယ်နှစ်မျိုးရှိတယ်ပေါ့နော် map 1ကတော့မျိုးဆက်ဟိုပထမမျိုးဆက်လို့ခေါ်လို့ရတာ map 2ကတော့ဒုတိယမျိုးဆက်ပေါ့နော်ဒုတိယ second generation ပေါ့အဲ့ဒီမှာတော့ map 1ကတော့ကျွန်တော်တို့ ER ဘုံကြီးနဲ့ပဲသူကပြစ်လို့ရတဲ့အမျိုးအစားပေါ့နော် sorry ဟို BA 90ပုံပေါ့ ER ဘုံကြီးပေါ့ BA 90ပုံပေါ့ BA 90ပုံနဲ့ကျွန်တော်တို့ map 1ကိုပြစ်လို့ရှိရင်သူ့ဘုံကြီးနဲ့သူ့ရဲ့တနတ်ဆိုလို့ရှိရင်ကျွန်တော်တို့ meter 8500 ဝင်းကျင်တော့ဒီပြေးပါတယ်ပေါ့နော်ဒီက6500ဟာအဲ့တဲ့မတူးကြတော့ကျွန်တော်တို့အီယာဘုံကြီးပေါ့အီယာဘုံကြီးနဲ့ပြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့1083မီတာပေါ့လက်ရှိစားကားစားမှာတုံးနေရတာမတူးတွေအုံများပါလေမတူးတုံးများတဲ့ခါကျတော့1083မီတာမိုင်အားဖြင့်ဆိုကျွန်တော်တို့အဖြောင်းတိုင်းမယ်ဆိုရင်9မိုင်ကျော်ကျော်ပေါ့နော်9မိုင်ဝင်းကျင်တော့ဒီပြစ်ခတ်လို့ရပါတယ်သူရဲ့ပေါက်ပွဲအားအရပြောရမယ်ဆိုရှင်တော့ကျွန်တော်တို့မီတာ90ပတ်ချလဲဝင်းကျင်မှာတော့ကျွန်တော်တို့အန်ဒီ ော်တော်များတဲ့အနေအထားမျိုးပါအဲ့ဒီမှာမှဟိုလုံးဝစိတ်ချလို့မရတာတော့မီတာ50နဲ့အထက်ကလည်းမီတာ50အကျော်မှနေတာပဲပေါ့ဘာမှမဖြစ်ဘူးလို့တော့တတ်မှတ်လို့မရဘူးပေါ့နော်သူ့ရဲ့စပန်နာသားကဥမာကြီးတဲ့စပန်နာသားကြတော့အဝေးအဝေးမလွင့်ပင်မဲ့တေးတဲ့ချိုးတေးတဲ့စပန်နာသားတွေကြတော့ဒီရန်အားနဲ့ဆိုလို့ရှိရင်အဝေးကိုလွင့်ထွက်လာတယ်ရှိပါတယ်ပေါ့နော်ပြီးရင်အဲ့ဒီနေရာမှာကျွန်တော်တို့က အဒီကြောက်ရောက်ဘုံဒီကြောက်ရောက်ပေါက်ပွဲတဲ့နေရာပေါ်မှာလည်းမူတည်ပါတယ်ဘုံဒီကြောက်ရောက်ပေါက်ပွဲတဲ့နေရာကဥပမာကြောက်စစ်တွေကြောက်ခဲတွေပေါ်တဲ့နေရာမျိုးလားရှွန်းမြေသားလားမြေပြော့လားမြေမာလားပေါ့နော်ကြောက်တောင်လားဆိုတဲ့ဟာလေကျွန်တော်တို့ခွဲခြားရသေးတယ်ပေါ့နော်ဥပမာကြောက်တောင်မျိုးဒီကျေမွားပြီးလွင့်စင်ပြီးတော့ဖတ်တတ်တဲ့ကြောက်တောင်မျိုးပေါ်ကိုတွားကြတဲ့အခြေမျိုးမှာသူကအမားနဲ့အမားကြီးတွေ့ရတာကြတော့သူပေါက်ပွဲအားပြင်းပိုပြီးပြင်းထန်တယ်သူကစပန်နာလာနေဘိုးပဲလေသူရဲ့ပေါက်ပွဲအားကြောင့်ဟုတ်လို့ ကြောက်စာကြောက်နာရင်ဖိပြီးတော့မှသူကိုအန်ရပေးတဲ့ဟာမျိုးလည်းရှိရပါဘူး။သူကဒီတည်တည်နိုင်တဲ့နေရာကိုစပန်နာသားတစားလေးဝင်သွားခဲ့မယ်ဆိုရင်တော့သူကဒီကျွန်တော်တို့တစ်ခါဖြစ်တော့မှဆိုလို့ရှိရင်ဒီလိုစစ်ကြောင်းကြီးကတန်းပြီးတော့မှထိုင်နေတာပေါ့နော်။ထိုင်နေတဲ့အချိန်မှာရှေ့ကပွင့်ရတိုးတာပေါ့။ရှေ့ရှေ့ရှေ့လုံးတက်စိတ်ကရှေ့မှာတိုးနေတဲ့အချိန်မှာကျွန်တော်တို့ကတောင်ကျောပေါ်မှာဒီလိုဟိုတန်းပြီးတော့မှထိုင်နေထိုင်နေတဲ့အချိန်မှာဟိုဘက်တောင်ကျောကနေကျွန်တော်တို့ကို၄၀မမနဲ့79နဲ့ လာပြီးတော့ပြစ်တယ်ပေါ့ပြစ်တဲ့အချိန်မှာဒီကျွန်တော်စီကဒုတိယကျင်းအောင်ဆိုတဲ့တယောက်ကဒီညာဘက်လက်ပြင်လေးကိုစပန်နာလာတိအပေါကလစ်တီတီလေးပဲတွေ့လိုက်ရတယ်ပေါ့နော်ဖြစ်ချင်းတော့ကျွန်တော်ကျန်တဲ့လူတွေအကုန်လုံးကကြောပွဲကိုလွယ်ထားလျက်နဲ့ထိုင်တာသူတယောက်ကကြောပွဲချုပ်ပြီးတော့မှထိုင်လိုက်တာထိုင်တဲ့ခါကျသူနောက်ကနောက်ကြောကြီးကဘောင်ကြီးပြင်တယ်ဘောင်ပြင်တဲ့အချိန်မှာနောက်နောက်ကြောဝေးဝေးမှကျွန်တော်တို့အဲဒီလေးတက်မှမှလာပြီးတော့မှကြောက်ပွဲပါလေပွဲတဲ့အချိန်မှာအဲဒီ တီတီအစတီတီလေးကသူ့ရဲ့ဒီညာဘက်လက်ပြင်ထဲကိုဝင်တဲ့ချိန်မှာချက်ချင်းဟိုတမိနစ်2မိနစ်လောက်ပဲသူတရားမတန်းလေးអော်တယ်ဥပွားဥပွားနဲ့စကားတွေပြောတယ်စကားတော့ပီတဲ့လူတယောက်ပေါ့နော်စကားပီတဲ့လူတယောက်တော့ဥပွားဥပွားတွေပြောပြီးတော့မှချက်ချင်း3မိနစ်လောက်အတော်တင်းမှာလဲဝါပြီးတော့မှ on the spot ပဲတော့အဲ့နေရာမှာတခါလေအသက်ဆုံးရှုံးသွားတာမျိုးရှိတယ်ပေါ့အဲ့တော့သူ့ရဲ့အန်ဒီရဲ့ကြောက်ကြောက်ပေါက်ွက်တဲ့အန်ဒီကတော့ကျွန်တော်ကြားတဲ့နေရာပေါ်မူတည်ပြီးတော့မှပဲ တော်တို့ကပြောလို့ရမှာပေါ့နော်ဒါပေမဲ့အပွားဝေးကတော့ကျွန်တော်မောင်းမန်းဆိုရင်8500ပြေးပါလေမတုဆိုရင်တော့1083မီတာကြီးပြေးတယ်လို့ပြောချင်ပါတယ်ဟုတ်နော်တခုအန်အောတာပေါ့တာကျွန်တော်တို့ဟို KMB နဲ့အတွင်းမှာကျွန်တော်တို့ဘုံဘူးလို့သွားတော့အဲဆွဲတော့ဘုံခုံးဒိတ်တိုက်ပွဲတော့ဟုတ်ဆွဲတော့ဘုံပေါ်မှာပဲနော်120မှာထောင်ထားပြီးတော့အဲဘေးရွှာလေးပေါ့နော်တောင်တောင်ပေါ်နေပြီးတော့ပတ်ပစ်တာတတ်ပစ်တဲ့အချိန်မှာပဲဒါစတဲ့တော့ မှန်တဲ့မြင်ကွင်းစတဲ့တော့ကျောင်းသူဒါတကယ်ဟိုချက်ကောင်းကိုမှန်တဲ့ပုံစံမျိုးအဆက်ဟိုကလေးတွေကတော့နည်းကွာထိခိုက်ထိခိုက်ပါဘို့လေအဲ့ဒီမှာကျွန်တော်ဒီဟိုကရင်တော်လိုက်အခွဲရရဲဘော်လို့မေးကြည့်တော့ဒီဟိုစစ်တပ်ရဲ့130မမပေါ့နော်သူတို့ထိချက်ကောင်းလားပေါ့နော်ဟိုတိုက်ရက်ကိုမှန်အောင်ပြနေလားဆိုတော့အဆက်ကြီးတိကျတယ်တဲ့သူကအဲ့အဲ့ ောင်ငုံမှာဒီတောင်ငုံသိမ့်ပြီးတော့ဒီစာရဲစာတန်းနေနဲ့သူတို့ချိန်ပုံချိန်ကြီးတွေကစာပညာတို့ဘာတော့အဲ့ဒါတွေကစာမယူရဆိုပေမဲ့ဟိုတက်တက်ချာချာတော့ပတ်ဆက်ပြီးတော့ပြစ်တာပေါ့နော်အဲ့ဒီမှာဘုံမှုမေးကြည့်တဲ့ချိန်မှာဒါခုနှစ်မိုင်နောက်ထိဘူးဆိုတော့တော်တော်အံဟောဟိုကောင်းတယ်ပေါ့နော်130မမရဲ့ထိချက်တာလေဟုတ်အဲ130မမကကနဆိုင်ပြောသူလို့သူကသူ130မမတလက်အဆရောက်ပြီဆိုရင်သူ့ရဲ့ဂန်ပို့စ်မှာသူပစ်ချင်းတူးပြီးသွားပြီဆိုတော့ ်ချိန်ကြလို့ရှိရင် तू ကပြရမယ်ပြမှတ်တွေကိုပြမှတ်အမျိုးစားလိုက်ဦးစားပေးတိဦးစားပေးတိဦးစားပေးသုံးဆိုပြီးကမှ तू ကပြမှတ်အမျိုးစားလိုက်ခွဲပါတယ်ခွဲပြီးတော့မှအဲ့ဒီပြမှတ်တွေကိုတေချာစနစ်တကျ dry sheet လုပ်တယ်ပေါ့နော် dry sheet ချိန်ရွယ်တယ်တကယ်မပြစ်သေးဘူးဒီပြမှတ်ကိုပြမယ်ဆိုရင်အပြောင်းရဲ့ထောင်ရမယ့်ဒီဂရီကဘယ်လောက်လဲအကွာဝေးကဘယ်လောက်လဲဆိုတော့တို့စနစ်တကျပက်ချက်ပြီးတော့မှအဲ့ဒါကိုမှတ်ပုံနဲ့စာအုပ်နဲ့တကွာထားတယ်ပေါ့နော်ထားပြီးွားနဲ့တခုခုဖြစ်ပြီးဆိုတော့လည်း तू က ြင်းမတ်ကိုတော့ထိတယ်ကျွန်တော်တော်လိုင်းတက်ဖွဲ့ကိုပဲမထိရအောင်ဆိုလိုတာကတော့ပြင်းမတ်ကိုထိတယ်ဆိုလို့ကျွန်တော်ရဲဘော်တွေပေါ့ဂျင်းချင်းလာကြနေတယ်လို့ဆိုလိုတာမဟုတ်ဘူးပြင်းမတ်ကိုထိတယ်ဘာလို့သူတို့မှတ်ပုတ်နေရတဲ့ပြင်းမတ်ဥပမာဘယ်လန်းဆောင်ပေါ့နော်ဘယ်ဘယ်များနေပဲဗဟိုးဖျားကြီးဖျားကြီးလန်းဆောင်ပေါ့ဖျားကြီးလန်းဆောင်ဆိုလို့ကျွန်တော်ဖျားကြီးလန်းဆောင်မြေပုံညွန်းကိုတင်ထားပြီးတော့မှသူတို့စီရနေပြစ်လိုက်လို့ရှိရင်ဘယ်လိုပြစ်ရမလဲဆိုတော့တခါလေချိန်ရတယ်ပေါ့နော်အဲ့တော့သူတို့ပြစ်ရမယ်ပြင်းမတ်ကိုတော့ထိထိရရတော့ပြစ်တတ်တယ်စာတင်ကြောင်းကိုပြစ်တဲ့ဟာလေစာတင်ကြောင်းမှာ ဗီဒီယိုတွေခေါ်ခေါ်အောင်နေလို့တို့ထင်ပြီးတော့မှပြစ်တယ်အမှန်တကယ်တော့ကလေးတွေကြောင်းတက်နေတယ်ကြောင်းဆင်းလာတဲ့အချိန်ပေါ့နော်ကြောင်းဆင်းပေးလိုက်တဲ့အချိန်မှာတော့လူတွေတော့ထိခိုက်မှုအန္တရာယ်ကင်းသွားတယ်ဒါပေမဲ့ကြောင်းတော့ပျက်စီးသွားတယ်ပေါ့အဲ့လိုမျိုးပြင်းပြတဲ့နေရာကိုတော့ထိထိရောက်ရောက်ကြောက်အောင်တော့ပြစ်နိုင်တဲ့အရေးချင်းမျိုးတော့ရှိတယ်ဒါပေမဲ့တွန်လိုင်းတက်ဖွဲ့တွေရှိတဲ့နေရာကိုတို့စုံစုံနှမ်းနိုင်ခြင်းမရှိတဲ့အတွက်ပြင်းမှတ်ကတော့ဟိုကျွန်တော်ရဲဘော်တွေတော့အန္တရာယ်ကင်းတယ်ပေါ့နော်အဲပြည်သူလူနေရာဈေးရုံလိုဈေးရုံ ကြောင်းပြစ်လို့ရတယ်စာတင်ကြောင်းဆိုစာတင်ကြောင်းကြောင်းပြစ်လို့ရတယ်ဆိုတာလေးပြောချင်ပါတယ်ဗျာဟုတ်အဲ့တော့ဒီစီစဉ်ရဲ့အောက်မှာလည်းကျွန်တော်ပြည်သူလူထုမေးခြင်းနဲ့မေးခွန်းလေးတွေပတ်သက်ပြီးတော့ကျွန်တော် comment တွေရေးထားပေးခဲ့လို့ရပါတယ်ကျွန်တော် question တင်းတင်းနေနေတိုင်းကျွန်တော်လေးသားဖြစ်ကြ comment များအစီအစဉ်ကိုနောက်ပတ်တွေမှာလည်းဆက်လက်တင်ဆက်တော့ပါမယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်